ပြုတ်ပြီးတဲ့ခါကျရင်ဘယ်တော့ဝဲကျန်မလဲမသိလို့ကျေရေးဝါဒီနေ့မှာတော့ရေခူတုတ်စားပါမယ်ပေါ့နော်ဒါကတော့အဆင်သစ်သေးပြီးသားပဲခုလိုမျိုးအကောင်ကြည်ကြည်ပေါ့နော်လေးကောင်တော့မပါတယ်ကြည်လိုက်အောင်သူ့ကိုဝယ်လိုက်တဲ့ခါကျရင်ခုလိုမျိုးအထုပ်လေးနဲ့ပေါ့နော်အဆင်သစ်ပါပြီးသားပဲတုတ်စားရုံပဲပေါ့နော် ဒီမှာလေးပြုတ်ပြီးတာနဲ့ဒီလိုမျိုးအနစ်ထုတ်လေးတွေနော်ဗောနော်ဒါကြောင့်နန်းစီပါမယ်နန်းပါမယ်ပြီးတာနဲ့ပဲငန့်ပြားရေးပါမယ်ဒီတစ်ခုကကျတော့မာလာအနစ်လာတခြား sauce အနစ်လာမသေးချသေးဘူးဗောနော်တုတ်စားတဲ့ခါကျတော့ပဲသိရမယ်လောစေတော့ရင်တွေးတဲထားတယ်သူ့အရင်ပြုတ်လိုက်ရမယ်နော်ဝါပြုတ်ပြီးတဲ့ခါကျရင်ဘလောက်ဝဲကြံမလဲမသိလောလောစေတော့အကောင်ကြီးရယ်ရင်တွေးစုတဲ့ရေခူတွေအလုံးထည့်လိုက်မယ်နော်သူ့ပြုတ်တဲ့ခါကျရင်အရန်အကြိုက်ပြုတ်စရာမလိုဘူးဗောနော်အကြိုက်ပြုတ်လိုက်တဲ့ခါကျရင်သူကြုတ်ပြီးတော့အငံဓာတ်တွေကပို့ထွက်လာတယ် ဲ့ဒါတော့ရေခူတွေရဲ့တဘာဝပေါ့နော်ဒါဆိုရင် second ဘိုင်းတော့ပြုတ်ပြီးသွားပြီဆိုတော့သူ့ကိုညီပိတ်လိုက်တော့မယ်နော်ညီပိတ်ပြီးတော့သူ့အချိန်အပူလေးနဲ့ပဲတစ်ချက်လေးထထားလိုက်မယ်နော်နည်းနည်းလေးအသွင်းသားထိကြက်ဝါးကိုတညီတယ်ကြည့်အောင်တရာကျော်ဘိုးနော်အရန်တန်တယ် ညာရရတယ်နော်ခုဆိုရင်တော့ရေခူတုတ်စားဖို့အတွက်ကိုအနေတော်ပေါ့နော်ကိုစားနိုင်တဲ့အနေထားပေါ့နော်တဒုံဆိုတဒုံညှက်ထားပေးလိုက်ပါမယ်နော်အဲ့ဆိုရင်တော့စားတုတ်ပါမယ်နော်သူ့ရက်ပေးလာတဲ့ငရုတ်ဒီအနစ်ပေါ့နော်ဖိဖောက်အနစ်လေးထည့်မယ်နော်မာလာအနစ်မဟုတ်ရှင်ပြီးသွားတာနဲ့ပဲငံပြရေဆိုယူထည့်မယ်နန်းစီမမွေးလေးထည့်မယ်နောက်ဆိုတော့နန်းထည့်ပါမယ်ရှင်ပြီးသွားတာနဲ့အားလုံးကိုရောသမမွေးနေအောင်ခိုလေးခိုလေးလှုပ်ပေးလိုက်ပါမယ်နော်ဒီမွေးနေတဲ့အချက်မှလည်းနန်းစီအနက်လေးကလေးတော်တော်လေးမွေးတဲ့အရန်စားချင်နေပြီရေခူတုတ်နန်းစီမမွေးလေးနဲ့ရှယ်ပဲစကောင်းမပုံမဲ သူများတွေစားနေတာတွေ့တယ်ဗောနော်အရန်စားချင်လို့အဲ့ဒါတိုင်းပေါ်ကနေမှလိုက်တာဘာအများကြီးပဲနော်ရေခုတောက်လောက်စားတဲ့ခါကျရင်လေသူကအရင်နည်းနည်းထွက်လာတက်ပါတယ်နော်ဘာမှမဖြစ်ပါဘူးရှင်တန်းခုဆိုရင်နော်ရေခုတောက်မွေမွေလေးရပါပြီရှင်အားလုံးပဲစားကြပါအောင်嗯，嗯，我呀，你个肉对，那那么么呀。 နန်းစီနဲ့မမွေးနေတော့ဗောနော်တော်တော်လေးဟိုတာဖြစ်တယ်အရန်ကြီးဘယ်လိုမျိုးပြောမလဲမဆက်ဘူးသူ့အနက်လေးကမွေးပြီးတော့စစ်စိတ်လေးနဲ့နန်းကိုဝါလိုက်တဲ့ခါကျရင်ဒီမှာလေးကြည့်အောင်မတိကျဲလီလေးတွေလိုပဲอืมอีกหน่อยอืมได้เลยมั้งถ้าบอกใช่ Mm. ကွာတော့အရင်နဲ့ထွက်လာပေါ့နော်ပြုတ်ပြီလေ ောက်တော့ကကျသူရဲ့အနစ်တွေနဲ့အရေးတွေနဲ့ရောပါတဲ့ခါကျတော့အရေးကနည်းနည်းများမွေးလာဒီမာလာလိုမျိုးအရသာမဟုတ်တဲ့အတွက်လေလူတိုင်းစားနိုင်တဲ့အနေထားလေးပေါ့နော်။အင်းသူ့ဝိုင်းအဲ့ဒီကချုပ်ကချုပ်လဲတော်တော်လေးမာလာအင်းနာတော့ထိုင်းရေခုပဲပေါ့နော် Uhm. đó Tôi ra chứ đâu là là làm điều Vậy ô ạ mò mò lì 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 Mùi nè bạn Nè nó diễn nè Tôi trò lì hồng mùi đẹp Sao làm

ပင်လယ်စာထဲမှာဆိုရင်လည်း तू ကပြောမှဆိုနည်းနည်းကြမ်းတဲ့ထဲပါတာပေါ့နော်อืมတော်တယ်သူများစာဖို့တော့ထားရအောင်မှာ Okay ဒီနေ့မှာတော့ရေခူတုတ်မွမွေးလေးစားပြလိုက်ပါတော့တကယ်လို့ဝယ်စားရခက်တဲ့သူတွေဆိုရင်တော့တစဉ်စောစောပြောလိုက်တဲ့ပါဝင်ပစ္စည်းလေးတွေပေါ့နော်ကိုကကိုအိမ်မှာပဲဆန်လုတ်စားကြည့်ပါတော့အရန်စားကောင်းတယ်မွေးပြီးတော့လေထထထထထလေးနဲ့တော်တော်လေးဝါလို့ကောင်းတော့ပေါ့နော် Okay ဒီစဉ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးထူပဲကျေးဇူးတင်ပါတယ်ရှင်းတော့ဒီကျွန်မပါတစဉ်ကဘာလေးတွေစံပြချက်ပြပြီးတော့ဘာလေးတွေစားပြမလဲဆိုတာကြည့်ရှုအောင်ကြပါတော့အားလုံးပဲတတား